အားလုံးပဲမင်္ဂလာပါဒီကနေ့ရနောက်ဆုံးရအားကစားသတင်းတွေကိုကြည့်ရမယ်ဆိုတော့ Manchester United အသင်းရဲ့ပေါ်တူဂီကွင်းလယ်ကစားသမားဖြစ်တဲ့လက်ရှိကလပ်သေးရအသင်းကောင်းဆောင်လည်းဖြစ်တဲ့ Bruno Fernandes ကိုတော့ sorry ကလပ်အသင်းဖြစ်တဲ့ AR Ahly အသင်းက မြင်မာတဲ့ပြောင်းရွှေ့ခြင်းနဲ့ဒီကနေ့မှစတင်ကမ်းလှမ်းခဲ့တယ်ဆိုပြီးတော့ဖာဗီဇီယိုရိုမာနိုကဖော်ပြထားတယ်မန်ချက်စတာယူနိုက်တက်တင်းကဘရူနိုဖာနန်ဒက်ကိုကလပ်သင်းအနာဂတ်အစီအစဉ်တွေမှာထည့်သွင်းထားတဲ့အခြေအနေကြောင့်မလို့ sorry ကလပ်ရဲ့ကမ်းလှမ်းမှုကိုညှင်းပယ်ခဲ့ပြီးတော့မှဒါလက်ရှိနီးပြတ်သစ်ဖြစ်တဲ့အေမိုရင်ကိုရိုင်ကအဓိကအားကိုးနေရတဲ့ကစားသမားဖြစ်တာကြောင့်မလို့မြည်တိကလပ်ကပဲကမ်းလှမ်းကမ်းလှမ်းမန်ချက်စတာယူနိုက်တက်တင်းကတော့ဘရူနိုဖာနန်ဒက်ကိုရောင်းချသွားမှာမဟုတ်ဘူးဆိုပြီးဖော်ပြထားတယ်မန်ချက်စတာယူနိုက်တက်တင်းရဲ့အင်္ဂလန်တောင်ပိုင်းကစားသမားဖြစ်တဲ့ market rofo ကတော့ဒီနေရာဒီမှာပဲကလပ်အသင်းကထွက်ခွာဖို့ပြင်ဆင်နေတယ်ဆိုပြီးပေါ်ပြထားတယ်။ market rofo ကတော့ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့သေးကွက်တုန်းကအာကျွန်တော်တို့ဒါနီးပြတ်တိအင်မိုရီရဲ့လက်ထက်မှာပွဲထွက်ခွင့်ရဖို့မသေးချတဲ့အခြေအနေကြောင့်ပေါ့လေ market rofo က aston villa အသင်းကိုယာစီဝအငှားထွက်ကစားနေတယ်ကစားသမားတယောက်လည်းဖြစ်တယ်။ aston villa အသင်းကတော့ယာစီကိုရင်း မာဂရက်ဖို့ကိုအပိသက်ခေါ်သူသွားမဲ့အခြေအနေမရှိတာကြောင့်မလို့မာဂရက်ဖို့ကတော့ဒါသူ့အနေနဲ့ပေါ့လေစပိန်လာလီဂါကလပ်တစ်သင်းဖြစ်တဲ့ဘာစီလိုနာအသင်းကိုပြောင်းရွှေ့ကစားဖို့ဒါအေဂျင့်ဖြစ်တဲ့ပင်ဒီဆာဗေးနဲ့လက်ရှိမှာဆွေးနွေးနေတယ်ဆိုပြီးဖော်ပြထားတယ်။အဲချဲဆီအသင်းကတော့ဘလန်ဆီယာအသင်းရဲ့လူငယ်စင်တာဘက်ကစားသမားဖြစ်တဲ့ခရစ်တီယန်ကိုခေါ်ယူဖို့ချဲဆီအသင်းဘက်ကစိတ်ဝင်စားနေတယ်။ ဆိုကစားသမားဒါစာချုပ်ဖြတ်သိမ်းခြင်းကဗောလေယူရို25တမ်းပဲရှိတဲ့အချိန်ဒီမှာဒါ Chelsea အသင်းကဒီကစားသမားကိုခေါ်ယူဖို့စိတ်ဝင်စားနာလဲဖြစ်တယ်ဒါပြင်ကျွန်တော်တို့ဒါ Chelsea အသင်းက Brentford အသင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ဘူမိုကိုတခြားသော Premier League ကလပ်အသင်းတွေနဲ့အပြိုင်ခေါ်ယူဖို့စိတ်ဝင်စားနေရဆိုပြီးတော့မှ Sky Sport ကပေါ်ပြထားတယ်လက်ရှိမှာတော့ဘူမိုရဲ့စာချုပ်ဖြတ်သိမ်းခြင်းကယူရို60တန်းသာရှိပြီးတော့မှဒါ Premier League ကလပ်အသင်းတွေဖြစ်တဲ့ Arsenal, Manchester United, Newcastle အသင်းတို့နဲ့ပြိုင် Chelsea အသင်းကခေါ်ယူသွားဖို့အချိန်ရှိတယ်ဆိုတော့ Arsenal အသင်းကတော့ Sporting Lisbon အသင်း င်းရဲ့တိုက်စစ်ကစားမဖြစ်တဲ့ဘတာရောကတော့ကိုတော့ပြောင်းရွှေ့ချက်ယူလို့တန်း60နဲ့စတင်ကမ်းလှမ်းခဲ့တယ်ဆိုပြီးတော့မှ Sporting Time ကဖော်ပြထားတယ်ဆိုတော့ Sporting Lisbon ကလက်ရှိမှာပေါ့လေဒါကျွန်တော်တို့ ဒီကစားသမားပြောင်းရွှေ့ခြင်းကိုယူရိုတန်းတရာတတ်မှတ်ထားတဲ့အခြေအနေကြောင့်မလို့အာဆင်နယ်အသင်းရဲ့ပြောင်းရွှေ့ခြင်းယူရိုတန်း60နဲ့ကမ်းလာမှုကိုပယ်ချခဲ့တယ်ဆိုပြီးဖော်ပြထားတယ်။ဒါပြင်အာဆင်နယ်အသင်းကရေမတ်ထရစ်အသင်းကနေလာမယ့်နေ့ရက် Transfer Moving တို့မှရောင်းချသွားနိုင်ပွဲရှိတယ်။ကလပ်တီးရဲ့ဘရာဇီးတောင်ပိုင်းကစားသမားဖြစ်တဲ့ Rodrigo ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်။ဆိုတော့ Rodrigo တော့ဒါကြောင့်ရေမတ်ထရစ်အသင်းကအပိတရောင်းချသွားဖို့အခြေအနေရှိပြီးတော့မှ Premier League ကလပ်အသင်းတွေဖြစ်တဲ့ Liverpool အသင်းတစ်ဖက်က Chelsea အသင်းတို့ကပါခေါ်ယူဖို့စိတ်ဝင်စားနေတာလည်းဖြစ်တယ်။ Manchester City ီးတဲ့တင်ကတော့ဒီနွေရာဒီမှာပဲကလတ်တင်ရဲ့စာချုပ်တက်တန်းကုန်ဆုံးပြီးတော့မှအလုပ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာသွားတော့မယ့်ကလတ်တင်ရဲ့ဘယ်ဂျီယံကွင်းလယ်ကစားသမားဖြစ်တဲ့ Kevin De Bruyne ရဲ့နေရာမှာအစားထိုးနိုင်မှုကွင်းလယ်ကစားသမား option တွေကိုပြင်မှတ်ထားနေပြီးတော့မှလက်ရှိမှာတော့ Nottingham Forest တင်ရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ Morgan Gwise ကိုခေါ်ယူဖို့စီးတဲ့တင်တာဝန်ရှိတဲ့သူတွေကစိတ်ဝင်စားနေတယ်ဆိုပြီးဖော်ပြထားတယ်။တခြားတစ်ဖက်မှာလည်းဒါစီးတဲ့တင်က Kevin De Bruyne ရဲ့နေရာမှာအစားထိုးနိုင်ဖို့ ော်ဒီယန်ဟော့စ်ပါတင်ကဒီနွေရာဒီမှာရောင်းချသွားနိုင်ပွဲရှိတယ်။ကလပ်သစ်ရဲ့အင်္ဂလန်ကွင်းလယ်ကစားသမားဖြစ်တဲ့ဂျိမ်းမတ်ဒီစင်ကိုပါခေါ်ယူဖို့စီးတီးသစ်ရဲ့နေပြဖြစ်တဲ့ပတ်ဂွာရီကိုလာကစိတ်ဝင်စားနေတယ်ဆိုပြီးတော့မှ Daily Expert ကဖော်ပြထားတဲ့ လက်စတာစီးတဲ့တဲ့မကြသေးခင်ကမှလမ်းခွဲသွားတယ်ဒါလက်စတာစီးတဲ့ရဲ့တိုက်စစ်ကစားမဖြစ်တဲ့ဂျမီဘာဒီကတော့ဒါ MSN ပေါ့လေ American Major League Club တဲ့အသင်းဖြစ်တဲ့ New New York Red Bull အသင်းစီကိုပြောင်းရွှေ့ကစားသွားနိုင်ွယ်ရှိတယ်ဆိုပြီးတော့ဒါ Sky Sport ကဖော်ပြထားတယ် Everton အသင်းကတော့ဒီနေရာဒီမှာပဲ Manchester City အသင်းနဲ့စာချုပ်သက်တမ်းကိုဆုပ်ပြီးတော့မှအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူနိုင်မဲ့ကလပ်အသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ John Stones ကိုခေါ်ယူသွားဖို့ Everton team ကစိတ်ဝင်စားနေဆိုပြီးဖော်ပြထားတယ်။ Barcelona အသင်းကတော့ကလပ်အသင်းရဲ့စင်တာဘက်ကစားသမားဖြစ်တဲ့ ခရစ်စတန်ဆန်နဲ့ဒီနွေရာစီမှာပဲနှစ်ဦးသဘောတူလမ်းခွဲသွားဖို့အခြေအနေရှိတယ်ဆိုပြီးတော့မာကာကဖော်ပြထားတယ်ဘာစီလိုနာတဲ့ရဲ့တိုက်စစ်ကစားမှဖြစ်တဲ့အဆိုပါတီကိုတော့ဒါစပိတ်လာလီကာကလပ်အသင်းနဲ့ဖြစ်တဲ့ရေဘတ်တစ်ကျွန်တော်ဒါစီဗီလာအသင်းနဲ့ဘင်ဖီကာအသင်းတို့ကအပြိုင်ခေါ်ယူသွားဖို့ကြိုးပမ်းသွားမယ်ဆိုပြီးတော့မှဒဲလီမိုင်ယာကသုံးသပ်ထားတယ်ဆိုတော့ကြိရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်